ဒီလွင်ကနေပြီးတော့ဝင်ရောက်ရှင်ပြန်တဲ့အကြောင်းကပထမဆုံးကျွန်တော်ဒီမှာဒါကြောင့်ဒီတို့တော့ကိုယ်ကလေးနဲ့ရွေးချယ်ရတယ်ပြင်ရောက်ခံဖို့ပေါ့နော်အဲ့ဒါကိုဝင်ရောက်ရှင်ပြန်နေတဲ့ဆိုတော့ရှင်းပြချင်တယ်ပေါ့ဆိုတော့ကျွန်တော်ကတက်မတော်မှလည်းတောင်းထမ်းဆောင်ပြတာပေါ့နော်အခုလည်းအစိုးရမှာအစိုးရဌာနမှာတောင်းထမ်းဆောင်နေရတယ်တက်မတော်မှတောင်းထမ်းဆောင်နေချိန်မှာမြန်မာနိုင်ငံတနင်္ဂနွေလို့ပေါ့နော်တနင်္ဂနွေရကျတော့တောင်းထမ်းဆောင်ဝင်ရတယ်ဆိုကြောင်း ဒိုင်းနာပြည်သူလူထုတွေနဲ့ကျွန်တော်မှာသင်္ကေတမှုတွေရတယ်ခီတိဆက်ဆံပြနေရတယ်ပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုတွေဒီလိုထုံးလာနေကျွန်တော်သိလာနေတာပေါ့ဒီလိုလေ့လာနေတဲ့အခါမှာကျွန်တော်မှာပညာတွေတိုးပွားရတယ်အသိပညာတွေအတတ်ပညာတွေဘူးတူတာတွေအများကြီးရတယ်ကျွန်တော်တောင်ထောင်းဆောင်တဲ့အချိန်မှာလည်းအဲဒီတောင်ထောင်းဆောင်တဲ့လင်းလေးဒေသမှာအတတ်နိုင်ရုံကျွန်တော်ပြည်သူအကျိုးအတွက်ပေါ့လုပ်ပေးနိုင်တာတွေလုပ်ပေးခဲ့တာပေါ့အဲ့ဒီတည်းကကျွန်တော်မှာတော့ အများအကျိုးအတွက်တယ်ဖို့ထမ်းဆောင်ရခြင်းလည်းဆိုတဲ့စစ်ဆန်တော့ကျွန်တော်မှရှိတာပေါ့နောက်ဒီဘက်မှာအစိုးရတောင်းထမ်းဆောင်တဲ့ခြင်းမှာလည်းကျွန်တော်နိုင်ငံတော်ရဲ့တောင်းပူးစေရကော်မတီကော်မရှင်တွေပါလဲတောင်းထမ်းဆောင်ပေးရတဲ့လုပ်ငန်းကြီးရှိတယ်အဲ့ဒီပြင်တောင်းထမ်းဆောင်နေတဲ့ခြင်းမှာဒီပါနိုင်ငံတွေကျွန်တော်ကိုစေလွတ်တဲ့အတွက်ကြောင့်ဒီပါနိုင်ငံတွေကနေပြီးတော့လေ့လာနိုင်တဲ့လေ့လာခဲ့တဲ့ဥတ္တရတွေအတွေ့အကြုံတွေရှိတာပေါ့ဒီအတွေ့အကြုံတွေကိုခြေခံပြီးတော့ကျွန်တော်တို့ ူတက်မလို့ကနေကျွန်တော်အနားယူပြီးရေစင်းသွားပြီးဆက်ပြီးတော့ကျွန်တော်တောင်းထားဆောင်မယ်ဆိုလို့ရှိရင်ဒီရထားတဲ့အခြေခံပေါ့နော်ဘူးတုဒ္ဒပညာရက်တွေဒါတွေကျွန်တော်ဘယ်လိုအသုံးချရမလဲဆိုတော့စဉ်းစားပြီးတော့ကျွန်တော်ဒါဆိုလို့ရှိရင်တော့ငါဆက်ပြီးတောင်းထားဆောင်မယ်အဲနိုင်ငံတော်အတွက်ကိုကိုတင်ထားတဲ့ပညာတွေကိုကိုလေ့လာထားတာစီးပူးထားတယ်လို့အလဟတ်တမဖြစ်စေရဘူးဆိုတဲ့စိတ်ကြီးပေါ့နော်ကျွန်တော်တောင်းတော့တူတူရုပ်ပေါ်ပေါ်ဒီမှာကျွန်တော်ပါဝင်ပြီးတော့ရှင်းပြပြီးခံပြီးကျွန်တော်ဆုံးဖြတ်ခဲ့တာပါ ပြုံးလင်ကိုဘာကြောင့်ယူချက်ခံလဲဆိုပြုံးလင်ကကျွန်တော်ကိုယ်လင်ပြောင်းပြုံးလင်ကျွန်တော်တော်တော်ချစ်တယ်။ဘာကြောင့်ပြုံးလင်ချစ်တယ်လဲဆိုတော့ကျွန်တော်၄နှစ်တနတ်တက်တဲ့ချိန်မှာပြုံးလင်မှာထိတွေ့ခံစားခဲ့ရတဲ့အနေထားလေးတွေပေါ့နော်။ဒီမှာရှိနေတဲ့ကျွန်တော်တို့အဲ့ချိန်တုန်းကဆိုလို့ရှိရင်နေရီရွာတွေကျွန်တော်တွားပြီးတော့ဒီချိန်ကနေလောက်ကြရတာပေါ့။အဲ့ရွာမှာနေမှာရှိနေကြတဲ့ဒေသခံတွေရဲ့ ပြူဝမှုတွေခေါ်ယူမှုတွေအင်မတန်ကိုချစ်စရာကောင်းတယ်။ကျွန်တော်ကျောင်းကြီးတာဝန်ထမ်းဆောင်တဲ့အချိန်ကြတယ်လို့ကျွန်တော်ကျွန်တော်ခုံရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်။ MD ဒါရဲ့လူအချက်ကလေးတွေပေါ့သူတို့ဟာလေးတွေပေါ့နော်။ချီနေရတော့အများကြီးကြောင်းလဲပါတယ်။တုတ်တက်မှုတွေရှိပါလား။တုတ်တက်မှုတွေရှိတယ်လို့တချို့ဖြည်သီးပြီးပို့လို့အမယ်ပါလို့လည်းကျွန်တော်ဆင်းရဲနေတာပေါ့။အထူးသဖြင့်တော့ဘီယွန်းနဲ့နေနေကြမှာကျွန်တော်ဘာလို့ချိန်လို့ဆိုတော့ ecotourism ပေါ့။အပေါ်ကအခြေခံတွေဖြီးသွန်းလုပ်ငန်းတွေကိုပုံမှန်တုတ်တက်လာအောင်ကျွန်တော်စိတ်ထဲမှာစမ်းသပ်ရှိတယ်။ အပြင်းလေဒေသကအမြန်တမ်းလှပါလားသူကမြန်မာပြည်နိုင်ငံအလဲပိုင်းမှာရှိတာဒါမှမဟုတ်တောင်ပေါ်မြို့ဖြစ်တယ်ပြောအမြန်တမ်းအေးချမ်းသာရမြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူလူထုတွေကပြင်းဝင်ရောက်လာလို့ရှိရင်သူကြီးတဲ့ခံစားမှုကအဲ့ဒီအေးချမ်းသာရတဲ့အရာတာကိုခံစားရတာပေါ့အမြန်တမ်းကိုကောင်းမွန်တဲ့အရာတာလေးပေါ့အမြန်တမ်းစိတ်ချမ်းသာတယ်ပေါ့နော်ဒီမှာတဘာဝပေးထားတဲ့အလှတရားတွေအများကြီးအမွေးညစ်တွေလည်းအများကြီးဒီမှာဆိုရင်ကျွန်တော်တို့ကန်တော်ကြီးတို့ ော့ကန်တော်ကြီးဥယင်တို့ဓာရီဥခြေပြီးတော့ပန်းပွဲတော်ကြက်ပြတ်မကြစီကားတဲ့မိဘုံပြန်ပွဲတော်လို့ပါလို့ဆိုတော့ကာနန်တစ်ဖက်ကနေတစ်ဖက်ကိုကူးဖို့အတွက်တော့မတို့တော့အချိန်ယူပြီးတော့မှသွားလာတာပေါ့ကားကြီးကပြည့်ချက်နေတာပဲပေါ့နော်ဟောဒီမှာတဘာဝကပြီးထားတဲ့အလှပါလို့တကယ်များလားတော့ဓာရီဥတို့ကလည်းအရန်ကောင်းတာပေါ့ဓာရီဥခြေခံပြီးတော့ ecotourism ညကျွန်တော်ဒီကမှာရှင်ပြီးအောင်လုပ်နိုင်မယ်ဆိုလို့ရှိတယ် ုံတွေဒီသားကြီးရတယ်ပို့ပြီးတော့ဝင်ပြေးလာမယ်ပို့တက်လာမယ်ကျွန်တော်မြန်မာနိုင်ငံရနေမှာပေါ့နိုင်ငံခြားသားတွေပါလာရောက်ဆက်ပတ်ပြီးတော့စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေပေါ့နော်ဒါကြီးအများကြီးတိုးဆောင်နိုင်တယ်ကိုကျွန်တော်တို့မြင်တာပေါ့လေနိုင်ငံခြားသားတွေလာရင်ပါလို့ကလည်းဒီမှာလေတဲ့ပတ်တွေတူရစ်စီများလာတဲ့အတွက်ကြောင့်နိုင်ငံတည်သားရဲ့ဒီမှုစီးပွားရေးပေါ့ပေါ့နော်အများကြီးတိုးတက်ပြီးလာမယ်ဒီခါမျိုးလည်းရှိတာပေါ့နော်ပြည်ပြည်နောက်ထပ်တိုးဆောင်ရမယ့်လုပ်ငန်းတွေလည်းရှိသေးတယ်ဒီမှာလောက်တမားတွေနဲ့ပတ်သက်တဲ့ပြည်စားလောက်တမားတွေ ရတဲ့လာတဲ့အခွင့်အရေးတွေရဖို့အတွက်ကျွန်တော်တို့ကလုပ်ကြမှာလဲဥပဒေနဲ့ကျွန်တော်တို့တော့ဆောင်ဆောင်နိုင်တယ်အလေးသမားတွေရှိရအောင်တတိယဝလာပန်းမဆိုင်ဘူးပဲစိုက်ပြီးတောင်းပြီးရှိတယ်ပေါ့နော်တို့တွေကျွန်တော်တို့ကဘယ်လိုများဘဝပြည့်နေပြီးတော့စီစဉ်ဆောင်ရွက်ပေးနိုင်တယ်နောက်ပြုံးနေတယ်ကျွန်တော်ကြည့်တော့ပညာရေးမျိုးတော့ဆိုတော့ဒါနဲ့လက်ရှိအနေထားမှာဒီခရစ်တန်အောင်တဲ့ရာဂိုင်းတော့56ရာဂိုင်းမှာတော့ရှိတယ် ဆိုတော့ဒါကိုကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ပြည်ပြောင်းရေးအတွက်ပြစ်တင်နိုင်မလဲဒါကိုကျွန်တော်ဆွေးနွေးပြီးတော့ဒါလေးတွေပြစ်တင်နိုင်မလဲဆောင်ရွက်ပြင်နိုင်လို့ရှိတယ်။ data လည်းအချင်းချင်းပေါ့ဒီလိုမျိုးလည်းအချင်းချင်းပေါ့အဲဒါမျိုးလေးကိုကျွန်တော်ဆွေးနွေးဆွေးနွေးပြီးတော့ account တွေပေါ်ခြင်းနဲ့ဆက်ဆံတာရှိတယ်။ဒါကြောင့်ကျွန်တော်ပြင်ရတယ်ပြီးတော့ဘယ်လိုရှိတယ်လို့ပေါ့ဟုတ်တယ်။ကောင်းပါပြီ။ကျွန်တော်တို့သွားနေတာ partisan democracy သွားတာလေ။ ီမိုကရေစီဆိုတော့ကျွန်တော်ကစီကမ်းနဲ့တွားကြအောင်မှာဖြစ်တာပေါ့နော်အဲစီကမ်းရှိတဲ့ပါတီဆိုဒီမိုကရေစီစနစ်တွေကဖြစ်လာပြီးတော့ကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပူးပေါင်းဆောင်ရွက်တော့ပေါ့ဒီလိုများတွားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံကြီးကတကယ်ကိုဟဲ့လားဒီမိုကရေစီစနစ်ကြကြတို့တက်ပုံပြတဲ့နိုင်ငံတွေတခုဖြစ်လာလို့ကျွန်တော်ဆင်းရဲကြည့်အဓိကတော့ကျွန်တော်တို့ကမင်းပြည့်တယ်ဆိုတာနိုင်ငံသားတိုင်းရဲ့အခွင့်အရေးလေအသက်ဆက်ရှင်နဲ့ပြည့်ပြီးတူတယ်ကျွန်တော်မင်းပြည့်ကြဖို့လိုတာပေါ့ အဲ့တော့ကျွန်တော်မေးပြဖို့ဆိုတဲ့စိတ်ဆန္ဒရှိရပါတယ်။လူငယ်တွေအားလုံးကလည်းအနာဂတ်ရဲ့ယရနာတွေတာကောင်းတယ်။အဲ့သူတို့အားလုံးကအနာဂတ်နိုင်ငံတော်ကြီးကိုပေါ်ဆောင်ရမယ့်လူတွေဖြစ်တဲ့အတွက်အဲ့တုန်းကတော့မေးပြဖို့တောင်းချင်တယ်။ကျွန်တော်တို့အားလုံးမေးပြကြပါလို့တိုက်တွန်းလိုတယ်။စစ်ရှင်းနေပြည်သူတွေပေါ့နော်။အဲ့လိုမေးပြဖို့လိုတာပေါ့။ဆိုတာကောင်းပါတယ်။